လီဗာပူးအသင်းဟာလာမယ့်ရာသီအသစ်အတွက်6ဦးမြောက်ကစားသမားအသစ်အဖြစ်မထင်မရှားကိုယ်သမားတဦးဖြစ်သူဖရက်ဒီဝူဒ်မန်ကိုခေါ်ယူခဲ့ပါတယ်။၂၈နှစ်အရွယ်ဝူဒ်မန်ဟာပရက်စတန်အသင်းနဲ့လမ်းခွဲပြီးတဲ့နောက်လီဗာပူးအသင်းကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့ရောက်လာခဲ့တာပါ။သူဟာစီနီယာကစားသမားဘဝကိုနယူးကာဆယ်အသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး2021 22 20ရာသီကအသင်းနဲ့အတူပရီးမီးယားလီဂ်လေးပွဲကစားခဲ့ပါတယ်။အဲ့နောက်ဘုံမောက်ဆမ်စီ၊ခေမာနော့၊ခရော်လီ ဟိုတယ်ဘူးအသင်းတွေမှာကစားခဲ့ပြီးနောက်ဆုံး President အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ President အသင်းမှာ၃နှစ်ကြာခဲ့ပြီးပြိုင်ပွဲစုံ138ပွဲကစားပေးခဲ့ပါတယ်။ Woodman အနေနဲ့အင်္ဂလန်သက်တမ်းလိုက်လူငယ်အသင်း6သင်းမှာကစားခဲ့ပြီးလက်ရွေးစင်အသင်းမှာရွေးချယ်မခံခဲ့ရပါဘူး။သူဟာ Liverpool အသင်းမှာ Alisson, မမတာရှက်ပလီတို့နောက်တတိယကိုသမအဖြစ်သာကစားရဖို့ရှိပါတယ်။လီဗာပူးအသင်းဟာပလင်စီယာကိုသမမမတာရှက်ပလီလီဗာကူစင်နောက်ခံလူဖရင်ပေါင်နဲ့ကွင်းလယ်တိုက်စစ်ကစားသမဘတ်စ်ဘုံမောက်နောက်ခံလူကာကက်စ်ပိုကက်ရှ်ကိုသမအာမင်ပက်စီတို့ကိုလည်းခေါ်ယူထားပါတယ်။